Hello အားလုံးပဲမင်္ဂလာပါ။ဖူဖော်မချန်ကနေကြိုဆိုပါရစေ။ Netherlands နဲ့ Spain တို့ကစားခဲ့တဲ့ Nation League ပြိုင်ပွဲ Quarter Final ပထမကြိုမှာတပတ်ကို2ဂိုးစီတရေကျသွားတယ်။ Netherlands အတွက်တော့တော်တော်ကိုခံမြင်းစေရလို့ကျွန်တော်ပြောရမလားပဲ။နောက်ဆုံးမိနစ်မှာကျွန်တော်ချီပါကိုပေးလိုက်ရတယ်ဆိုတော့ဗောနော်။ဆိုတော့ဒီနှစ်သင်းကဗျာဘယ်လိုရမလဲ။ဟို team work ကိုတော်တော်ကိုအားထားတဲ့အသင်းတွေဖြစ်ပြီးတော့ဒီဘောလုံး philosophy ပိုင်းအရာလဲအများကြီးကျွန်တော်နေကွာဟမှုတွေမရှိဘူးဗောနော်။ အဲကွာမှုတွေကျွန်တော်မရှိဘူးဆိုတော့နှစ်သိန်းစလုံးကစားခဲ့တာကလည်းတော်တော်ကိုကြည့်ကောင်းခဲ့ပြီးတော့အချိန်ဆက်ဒီတော့ပြလို့ရှိရင်တူးချင်းဆွမ်းဆောင်ရည်ဒါအပြင်တို့ဒီ team work နေပိုင်းနေရတော်တော်ကိုဟို ထိတ်တိုက်ရှင်သွားတဲ့ပွဲလို့ကျွန်တော်ထင်တယ်ရိုနယ်ကူမန်အနေနဲ့စပိန်လိုမျိုးလက်ရှိဒါ current nation league champion နော် current ဒီ euro champion မျိုးကိုတော့တိရှင်နိုင်ခဲ့တာကတော်တော်ကိုကောင်းနေတယ်မှာပါတယ်တော်တော်ကိုကောင်းနေတယ်မှာကျွန်တော်ပါတယ်ဆိုတော့ဒီဒါပါတော့ဒီ netherland ဘက်ကကျွန်တော်စကြည့်ရရင်ဗျာ ကိုသူမဘာဘရူဂျန်ကတော့ဒါသူတို့ရဲ့နံပါတ်1ကိုသူမဆိုလို့တကယ်လည်းပဲကိုတကယ်ကောင်းတဲ့ကိုသူမလည်းဖြစ်ခဲ့တယ်ပေါ့နော်နောက်တန်းမှာလည်းပဲဘယ်လိုပြောမလဲဒီဘန်ဟက်ကီတို့ဘန်တိုက်တို့ကိုဆန်နာဘက်အတွဲတွေဖြစ်သူအထိုင်ချပြီးတော့ဒီဟီတူတို့ဘာတို့နဲ့သူကစားသွားတာဟီတူကတော့ဒီအနီကထိသွားတယ်ပေါ့နော်အဲ့ဒီအလုံးကတော့ဗျာဒီလုံးဝသူဘယ်လန့်စ်ပြတ်သွားပြီးတော့ဒီနော်မန်ကိုသူဟောပေါ့နော်ဒီ6ကိုကျွန်တော်လုံးဝ6ချောင်း2ချောင်းတလုံး ground ကနေလွတ်ပြီးတော့လုတ်တဲ့တက်ကေမျိုးဆိုတဲ့အခါကျတော့သူအနီကက်ကတော့ညင်းစရာမရှိဘူးလို့ကျွန်တော်ပြောရမယ် အဲတော်တော်ကိုကံမကောင်းခဲ့တာဗောနော်ဘာလို့လဲဆိုတော့သူနောက်ကတယောက်ကဖိအားပေးနေသူလိုက်လက်လိုက်လိုက်ပြီးတော့ဖျက်တဲ့အခြေအနေမျိုးဆိုတဲ့အခါကျတော့တော်တော်ကံမကောင်းခဲ့တာဗာဒါပေမဲ့သူအဲ့ဒီအလုပ်တုံးကသူတို့နိုင်နေတာဗျာနိုင်နေတဲ့အချိန်မှာတယောက်ယော့တယ်ဗျာနော်မိနစ်80နဲ့လဲကြော်လာပြီဆိုတော့တော်တော်ကိုနှမျိုးစရာကောင်းခဲ့တယ်လို့ကျွန်တော်ပြောရမယ်ကွင်းလယ်မှာလဲ Frankie Di Giorno Rainer တို့ရဲ့ကွင်းလယ်ကန်တတော်လေးကိုကောင်းတာတိုက်စင်မှာလဲဒါ frame bound ကို right wing မှာသူထားထားတယ်ဗောနော်ဒီ Coleman က frame bound ကို right wing မှာထားထားတယ်သူဒီနေ့ပွဲမှာမင်းဖန်တီးမှုတွေပါလောက်သွားတာ frame bound တော်တော်လေးမဆူဘောနော်ဒါပေမဲ့ frame bound ရဲ့ right wing မှာထားတဲ့ကစားဟန်ကဒီဘယ်လိုပြောမလဲဒီခတ်မှန်းလို့ရတယ်ဗျာတိလာဘာလို့မလဲဆိုတာကလေဒီကြည့်ရတာ frame bound frame bound ဒီနေ့ကောင်းတယ်တော့ကစားတာဒါပေမဲ့လို့ဘာဖြစ်လဲဆိုတော့သူ့ကြည့်ရတာရဲ့အစ်မတက်မတားကြီးမတက်မတားကြီးဆိုတာဟို national team မှာကစားရတဲ့အချိန်မျိုးမှာဗောနော်သိပြီးတော့ဘယ်လိုပြော confidence မပြည့်လို့ပဲပေါ့နော်တခုခုစိတ်ပူတယ်စိုးရင်ကြောင်ရမှုဖြစ်နေတဲ့ပုံစံမျိုးကြီးဒါအတွေ့အကြုံကစကားပြောတာမျိုးလည်းဖြစ်ကောင်းဖြစ်မှာပေါ့လေနိုင်ငံအသင်းမှာပို့ပြီးတော့ သူကစားခွင့်ဒီရဖို့လိုအပ်တာလည်းဖြစ်ကောင်းဖြစ်မှာပေါ့နော်ဒါပေမဲ့အဲ့လိုအခြေအနေမျိုးမှာတောင်မှဒါပါတော့ဒီ Rhino ရဲ့ဒီဒုတိယပိုင်းဆက်စားခြင်းဂူရီပါတွေဆိုရင်သူတွင်းသွားတာတွေကတော်တော်ဒီသူပေးသွားတာတွေကမဆိုးဘူးပေါ့နော်အဲ့ဒီမဆိုးဘူးတိုင်းပဲ Gabo ကလည်း mean national team မှာတော့လုံးဝ different ပဲဒီလာမင်းအဲ့ Ronald Koeman ရဲ့ Gabo ဆိုလို့ရှိရင်မင်းမတူတော့ဘူးအဲ့ Ronald Koeman ရဲ့လက်အောက်မှာအဲ့တော်တော်ကောင်းတဲ့ကောင်းရင်းရှိတယ်ဒီလာအဲ့ဗာလဲဒီ Gabo တို့ဒီပေးလို့ကောင်းမျိုးတွေက Ronald Koeman လက်အောက်သူကောင်းကိုကောင်းတာ တကယ်ကောင်းကိုကောင်းတာသေးလားမင်းရိုင်နာကတော့ဗျာသူက AC အတွက်လည်းသူကကောင်းနေတယ်ကြာပြီပေါ့နော်ကြာပြီပြီးခဲ့တဲ့နှစ်တကယ်အော်ဒီ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 ယာဒီမှာလည်းတော်တော်ကိုထင်ပေါ်တယ်ပေါ့သူကစားပြတာလားဆိုတော့ဒီ Netherlands တွေ့တဲ့ကွန်းလင်မှာအရေးပါတဲ့ player တယောက်ဖြစ်လာပြီဆိုတော့ပေါ့နော်ဒါပြောစရာမလိုဘူးပေါ့ဆိုတော့ဟိုဒါကြောင့် Netherlands ဘက်ကကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ကတော့အဆင်မပြေဘူးလို့ကျွန်တော်ထင်ခဲ့တာက Justin Kluivert လောက်ပဲကျွန်တော်ရှိတာ Kluivert ကသူဘုံမှာမှာတော်တော်ခြေသွမ်းနေပြနေတယ်ဆိုတော့ဒီမှာနေရာရတာလေထိုက်တယ်ပါလေဒါမှမဟုတ် ဟိုဇာဗီဆိုင်မွန်ကပို့ပြီးတော့ဗောနော်အန်ဝန်ခွင့်ကြားဖြစ်တဲ့ဒီပလေယာရေရှိမှာဖြစ်လာနေတဲ့네덜란드အတွက်ဘာလို့လဲဆိုတော့ဆိုင်မွန်ကလောလောဆယ်မှာဒီဗာလဲဒီလိုက်ပ်ဇစ်အတွက်သူကစားတာသူအင်ဂျူရီပြဿနာကြုံသွားပြီးတော့အခုမှပြန်ကန်းနေတာပြန်ကန်နေတော့မရှိသေးတယ်ဗောနော်အဲ့လိုမျိုးကြောင့်ဒီပွဲထွက်လူစင်မှာနေရာမပေးခဲ့တာကပြဿနာတော့ကျွန်တော်မရှိဘူးဒါပေမဲ့ကလိုက်ဘက်ကဒီလူပုံစံနဲ့ဆိုလို့ချင်းသူအခြေဆက်တွေကအစင်မပြူပြလိုအပ်ချက်တွေများတယ်ဒီနေရာမှာဆိုလို့ချင်းဒါဗာလဲဒီကူမိုင်နာတို့လူကစားမတွေကိုကျွန်တော်တုံးလို့ရတယ် ့ match line far တို့ပါတို့ကအဲ့လောက်ထိပွဲထွက်လူစီမှာကစားလောက်တဲ့ ready ဖြစ်တယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်ဆိုတော့ဒါကြောင့်ကျွန်တော်တို့ကြည့်ရင်ဒါဇာဗီဆိုင်မွန်တို့လူကစားမတွေကနံပါတ်10တို့မှာ Netherlands အတွက်ပုံသေးနေရာရတဲ့ player ဖြစ်ကောင်းဖြစ်လာနိုင်တယ်ဆိုတော့ဒီပွဲမှာဆိုရင်ဒီဘယ်လိုကိုရီကပူရိုင်နာတို့ရဲ့ twin goal တွေနဲ့ဒါ Netherlands ရဲ့ဘက်ကဂိုးတွေရခဲ့တယ်ဒါပေမဲ့80နဲ့10မိနစ်မှာ Jorel Hardo ရဲ့ကျွန်တော်ဒါအနီးကထိခဲ့ပြီးတော့ 63မိနစ်မှာမှမယ်ရီနိုရဲ့ဂိုးနဲ့နော်စပိန်ဘက်ကလူစားဝင်လာတဲ့ကစားမရဲ့ဂိုးနဲ့သူတို့သာတူတူတည်းကျသွားတယ်ဆိုတော့စပိန်မြန်မာသွားကစားမယ့်ပွဲမှာတော့မလွယ်ဘူးပေါ့နော်စပိန်ဘက်ကတော့နီကိုဝီလျံက6မိနစ်မှာတင်ဂိုးစသွင်းတယ်ပေါ့ဗျာအဲရာမဲကဒီနေ့ပွဲမှာမပေါ်ခဲ့ဘူးရာမဲဒီနေ့ပွဲမှာတော်တော်လေးတိုင်ပတ်တယ်ဘာမန်ကိုသူလုံနိုင်ခဲ့တာကျွန်တော်မရှိဘူးဒါပြင်ဒုတိယပိုင်းစောစောစီစီသူ့ကိုလူစားလဲလိုက်တယ်။ကွင်းလယ်ကပက်ထရီတို့ပါလို့လဲစောစောစီစီလူစားလဲလိုက်တယ်။စူပါမင်ကြီးကမိနစ်60အပြည့်ကစားသွားတယ်ဒါမျိုးလို့ တောက်ကြည့်ကြည့်ဂျင်းနဲ့ဆရာကောင်းတဲ့ခြေစွန်းနေပြမသွားဘူးစူပါမီနီကတာမန်ပဲမူရာတာလည်းတာမန်ပဲနီကိုဝီလျံတော့မဆိုးဘူးဗောနော်အဲ့ပြဿနာကစပိန်ကွင်းတွေကဒီနေ့ပွဲစဉ်မှာတာမန်ခြေစွန်းပြသွားတဲ့ကစားမတွေကများနေတာပက်ဒီရူပါတို့တအားကောင်းတယ်ဗျဒီယာဒီမှာဒါပေမဲ့ဒီဒီပွဲမှာအဆင်မပြေဘူးဟာဗီယန်ရူ ਇਸ လည်းဒီပွဲမှာတာမန်ပဲဆိုတော့စူပါမီနီလည်းလူစားတာအလဲမခံတာတာမန်ပဲဆိုတော့ကွင်းလေကရိုင်နာတို့ဒီကြောင်တို့ကိုကောင်းကောင်းမရှင်နိုင်ခဲ့ဘူးလို့ပဲကျွန်တော်ပြောရမှာပေါ့ ဒုတိယကြော့ကြရင်တော့ဘယ်လိုလောင်းမလဲကြည့်ရမယ်ပေါ့နော်။နောက်တန်းမှာဆိုလို့ရှိရင်လည်းကျူဘာစီကအင်ဂျူရီပြဿနာကြောင့်ကျွန်တော်တို့ဒီစောစောစီးစီးဆိုလို့ကျွန်တော်ဟိုကနေလူသားလဲလဲရတယ်ပေါ့နော်။ဘာလဲဒီဘုံမောင်ရဲ့နောက်ခံစာမဖြစ်သေးဘူးနော်။ဖိုင်ဆန်နဲ့လူကားလဲခဲ့ရတယ်။ဒီကောင်လေးကသူ့ဘော်လုံးရတိုင်းတော့ကျွန်တော်တို့ဒါပြောင်းခန်းနေရတာကွင်းထဲမှာဘာလို့လဲဆိုတော့သူကဘယ်လိုပြောမလဲ။네덜란드မွေးတဲ့ကောင်လေးဗျာ။အော် sorry 네덜란드မွေးတော့သူ့မိဘနှစ်ယောက်စလုံးကပေါ့နော်။သူ့မိဘနှစ်ယောက်စလုံးက နယ်သာလန်လူမျိုးတွေထင်တယ်သူတော့ဟိုသူနယ်သာလန်လူငယ်အသင်းမှာလည်းသူကစားဘူးတွေထင်ပါတယ်အဲ့လိုမျိုးဆိုတော့သူစပိန်နေရှင်နယ်နင်းကိုသူပြောင်းလိုက်တဲ့အခါကျတော့ဒါနယ်သာလန်လဲသွားကစားတဲ့အခါမျိုးမှာသူ့ကိုဝိုင်းပြောင်းကြတာပေါ့ဗျာဒါကတော့ထားပါတော့ဒါဂျုံလေးလေးဂျုံဝါရှိတဲ့အရာမျိုးဆိုတော့ ။ဒါကြောင့်ဒီကောင်လေးဝင်ကစားရတယ်ဗောနော်16နှစ်တာပေါ့16နှစ်သားနေရာမှာ19နှစ်သားကဝင်ကစားရတယ်ဗောဗျာ။မဆိုးဘူးဗော Real Madrid ရဲ့ကျွန်တော်ဒီနေဒီကစားမနောက်ခံသူကတော့ကျွန်တော်ဒီနေဒီဗာလဲပါမလာဘူးဗောနော်။ဒီပါမလာဘူးဆိုတော့နောက်တန်းမှာက Norman ကတော့ဘယ်လိုပြောမလဲဒီ Luis de la Fuente တွေအကြီးပါနေတော့မယ်။သူဒီဟွာမှာသာတိတ်ပြီးတော့ပုံမှန်ပွဲထွက်ခွင့်မရတာ Atletico Madrid မှာလာ။ဆိုတော့ Petru Buru တို့တွေ့တော့တာ ပိုပွဲကစားခွင့်တွေရတယ်ဆိုတော့ဒါမဆိုးပြိုးရမယ်ပေါ့နော် right back မှာကာဝါဂျေတို့ဘာလို့မရှိတဲ့အချိန်မှာသူနေရာကစားခွင့်ရတာကူကယ်လာလည်းမဆိုးဘူးလို့ကျွန်တော်ပြောလို့ရတယ်ဆိုတော့အသင်းလိုက်ကနှစ်သင်းစလုံးကစားတာကကျွန်တော်အချိန်ကြီးကောင်းတော့ကြည်ကောင်းခဲ့တယ်ဗျာဒီပွဲကမဆိုးဘူးတော့ကြည်ကောင်းခဲ့တာကျွန်တော်ဒီဂျီနဲ့ဆရာကောင်းတယ်လို့ပြောမယ်စပိန်ကတော့ဝေးခွင်းမှာသူတို့တယောက်ယောက်ကိုပါ14မိနစ်15မိနစ်လောက်ကြီးကစားခဲ့ရတာဆိုတော့အရာရာအသာစီးရခဲ့ပြီးတော့ပေါ့နော်အဲပြန်ပြီးတော့လာနိုင်ခဲ့တယ်ပေါ့နော်ဆိုတော့ဒုတိယပိုင်းမှာ ဒုတိယအကြော့မှာဆိုရင်သူတို့ဒီဘလော့ထိလှုပ်ပြနိုင်မလဲကျွန်တော်ကြည့်ရမယ်။ Netherlands ကလည်းဒီပုံစံနဲ့ short တွက်လို့ကျွန်တော်မရပါဘူး။ဆိုတော့ Spain အိမ်ဝင်းမှာပိုကောင်းအောင်ကစားနိုင်မလားပဲကြည့်ရမယ်။ဆိုညီကလို့နေနေရောဒီပွဲနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ကြပါလဲ။ဘယ်အသင်းကနောက်ဆင့်ကိုဒါတက်သွားနိုင်မလို့ထင်ကြလဲ။ဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။